ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းဟာအထူးကောင်းတဲ့ကာလဖြစ်တယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်ဝေကြီးကန္တာစီးပွားရေးရာ လုပ်ငန်းရေးရာကံဖျားဖျားမှာကောင်းသောနေထားနဲ့တိုးတက်တဲ့ခြေနေတွေရှိမယ်ကာလရှည်ချာဆိုင်ငံ့ထားတဲ့လူတွေပြန်လည်စတင်နိုင်တယ် ရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလောက်ကန်ခြင်းတွေရဲ့အခါကောင်းကိုကြုံမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတိုးတက်မယ်။ရှင်ဤမြို့နံမှုတော်မှာကောင်းသောအကျိုးကိုရရှိမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့ လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်調査ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။၂၀ရက်နေ့ကလုံသမျှကြံသမျှအောင်မြင်ခြင်းကိုရ။23ရက်နေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ပြီးဘဝတူတက်မယ်။24ရက်နေ့မှာတော့အထင်မှားခံရတဲ့ပဋိပက္ခများတတ်တဲ့25ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိတယ်။ 26ရက်နေ့မှာဥတီချက်ပြောင်းပြီးလုပ်တာဆင်ပြေမယ်။29ရက်နေ့မှာမထေပန်ဖဲငွေဝင်မယ်အလုပ်အောင်မယ်။28ရက်နေ့မှာရံပတိဘက်ကနေထိတိုက်တွေ့မယ်။29ရက်နေ့မှာဥတီချက်တဲ့နဲ့လောကန်ချင်းဆင်ပြေမယ်။30ရက်နေ့မှာရပိုင်ခွင့်နေပြန်ရမယ်။31ရက်နေ့မှာအခက်ခဲတွေပြေလျောင်ဖြေရှင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေရှေ့တိုးလုံးလို့ကောင်းစွာအကျိုးပေးခြင်းနဲ့အစစ်မြင့်သောဘဝနေထားသူ ပြောင်းလဲတိုးတက်ခြင်းတို့ကိုတစ်ဆင့်ပြီးတစ်ဆင့်ရရှိကြိုးပေးနိုင်မယ်။ဇာတာပတိနှင့်ဗုဒ္ဓနှင့်ငင်္ဂနှင့်မွေးသူတွေကောင်းကြိုးပေးတယ်။တနည်းလားသောကြမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိတတ်တယ်။369ကိုကနန်းနေကြိုးပြတယ်အပြာရောင်နေရောင်ချက်သွေးရောင်အဝတ်တွေဝတ်စင်သုံးဆွဲလို့ကြိုးရှိတယ်29ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုပါထူကြသောနာဂတ်ကောင်းကိုရလာပါလိမ့်မယ်ယေရှုတင်ပါတယ်